တမုံကဘာဘာညောင်ကျိုးဆိုတဲ့ဝင်တိုက်သွားတယ် ARV ဆိုတဲ့ဝင်တိုက်တယ်တမုံကကိုယ့်အလုပ်များအောင်လုပ်နေတယ်အဲ့တော့တတော်တုံးတဲ့စစ်စစ်ဦးစီးချုပ်ပါဗျာနော်နော်ကိုယ့်ရင်ပြောမှာဆိုရှင်နော်တကယ်ပါတကယ်တတော်တုံးစီးချုပ်ကိုဘယ်ကောင်းမဆိုလို့ရှိရင်တမင်တကာကိုတမင်တကာကိုဘယ်ကောင်းမဆိုတော့သူတို့ကောင်းရောင်းရောင်းသူတို့ဆိုးတဲ့ပုံပေါ်တယ်တကယ်တော့ပေါင်းတဲ့ပခုတ်က40နဲ့မှ9မိုင်ပဲกว่าတယ်อืม40နဲ့မှ9မိုင်ပဲกว่าတယ်နော် အာဘာကြောင့်မကြော်ရလဲဘာဘာတော့ဥဒလန်မပြောရတော့ဘူးပြနောက်ဆုံးတော့ဟုတ်လားအခါတလေကြတော့လဲဟိုကလည်းဆေချောင်းလာလို့ရှိဟိုအောင်တယ်လည်းပြီးကိုယ့်ဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးရောက်အောင်းမရတယ်ဗျာနော်အဲ့တော့ဥစင်းတို့ကတော့တွားတဲ့ခါမှာတိုက်ရိုက်ခိုက်ရတကယ်ရချင်းမိတဲ့တူတွေဒါဥစင်းတို့ကတွားတယ်နဲလို့အကြံပြုချင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းနေမှာဆိုလို့ရှိရင်ဒီကောင်ကကြောက်လေပြောချင်တာဒီကောင်ကအကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လား သောသောကပြောတဲ့ရွာတွေဆိုလဲစိတ်ကဝါရောအုပ်စုရွာရောဆိုအမြဲတမ်း PDF တွေရဲ့စုံမှုမှုကိုခံနေရတယ် ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပို့ရိုထင်းမှာဒီနေ့2025ရွာလ23ရက်နေ့မနေ့ကမှပြန်လေကြိုးစိုးလိုက်ပါတယ်ဒီနေ့မနေ့ကမှပထမဆုံးပြောရမယ့်သတင်းကတော့မနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေမှာလည်းအလောင်းတိပိတာဖြစ်မှာပါဒါကတော့အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်းနေရာ၃ခုကိုဘုံကြီးတက်ခတ်ခဲ့ပါတယ်ဒီတက်ခတ်မှုအပြီးမှာဒိုနယ်ထရန့်ကစီးရေးအောင်မြင်မှုရခဲ့တယ်ဆိုပြီးတော့ကြွေးကြော်သွားခဲ့ပါတယ်ဆိုတော့ဒီတက်ခတ်မှုအပြီးမှာပဲအမေရိကန်ဘက်ကလည်းမေခွန်းပြောတာရှိတယ်ပြီးရင်အီရန်ဘက်ကလည်းပြင်ပြီးတော့တော့ပြန်တာပြောဆိုတာရှိပါတယ် အရာနဲ့ပတ်သက်ပြီးတော့အမေရိကအမေရိကန်ဖက်ကမဲခွန်းလူနဲ့ပတ်သက်ပြီးပြီးရင်အီရန်ဖက်ကပြောလာတဲ့သတင်းတွေနော်ဆိုတော့တော့ပြန်လာတဲ့ဟာကို not on ရရှိထားတဲ့ဒီနေ့ညနေပိုင်းထိသူတို့ပြောဆိုနေတဲ့ပြန်ပြီးတော့အာတော့ပြန်နေတဲ့စကားတွေကိုကျွန်တော်ဒီထက်မှအာအချင်းချင်းပြီးတော့ပြန်ပြီးတော့ပြောပြရမယ်ဆိုတော့ပထမဆုံးကတော့ဒီအမေရိကန်ကယွမ်လ22ရက်နေ့မနေ့အစောပိုင်းမှာအမေရိကန်စန်ဒိုချင်းအယယွမ်လ22ရက်နေ့ညနေပိုင်းမှာအီရန်နျူကလ িয়ার နှင်းပညာသုတေသနစခန်း၃ခုကိုဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ် ဒါဟာအစ္စရေးအန်ပြိပခမှာ အမေရိကန်ကမဟာမင်းအစ္စရေးဖက်ကပေါ်ပေါ်တတင်ကို ပါဝင်လာခဲ့ပါဝင်လာခဲ့တဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်သူတို့ဒီတက်ခတ်မှုအပြီးမှာအမေရိကန်ကဘယ်လိုပြောခဲ့လဲဆိုလို့ရှိရင်အရန်ကငင်းချမ်းရေးမဆွေးနွေးရင်နောက်ထပ်တက်ခတ်မှုတွေလာအောင်မေးလို့ထရန့်ကသတိပေးထားပါတယ်သူတို့ဒါအပြင်အရန်မှာလုံဆောင်ခဲ့တဲ့အမေရိကန်လေကြောင်းတက်ခတ်မှုတွေဟာတူးထူးခဲ့တဲ့စည်ရအောင်မြင်မှုတစ်ခုဖြစ်လာခဲ့တယ်လို့ အမေရိကန်ပြည်သူရစီမှာလက်မှုတဲ့ယူမင်တန်ကြားမင်းခွန်းမှာဒမရတ်ဒိုနန်ထရန့်ကကြွေးကြော်သွားခဲ့ပါတယ်။ဒီတက်ခတ်မှုနဲ့ပတ်သက်ပြီးတော့အာမင်းခွန်းတဲ့မှာပြောပြောတော့တာကထရန့်ကအီရန်အတွက်ငင်းချမ်းရိတ်ကိုအာငင်းချမ်းရိတ်ကိုရွေးမလားလွမ်းခဲ့တဲ့ရှီယက်တာအတွင်းမှာကြုံခဲ့တာတွေထက်အများကြီးပိုဆိုးတဲ့ထိခတ်နစ်နာမှုတွေကိုရွေးမလားဆိုတာပဲရှိတော့တာဆိုပြီးတော့အာပြောဆိုပါတယ် အရန်မှာအမေရိကန်ကတက်ခတ်ဖို့နောက်ထပ်ပြစ်မှတ်တွေအများကြီးကြံသေးတယ်ဆိုတာမမေ့အသိအကြောင်းထရန့်ကဆိုပါတယ်ဒီလိုမျိုးကိုချင်းချောက်ခဲ့ပါတယ်ဒီလိုမျိုးချင်းချောက်မဲ့သတိပေးတာတွေအပြီးမှာပဲအီရန်ကဘယ်လိုတွေတောက်ပြန်လဲဆိုလို့ရှိရင်အရှက်လေပန်းမှာရှိတဲ့အမေရိကန်အားလုံးတရဝန်ပြစ်မှတ်ဖြစ်လာပြီလို့အီရန်ကကြေညာခဲ့ပါတယ်အရှက်လေပန်းဒေသထဲမှာရှိတဲ့အမေရိကန်အားလုံးဟာအီရန်အတွက်တရဝန်ပြစ်မှတ်တွေဖြစ်လာပြီတော့အီရန်တိုလန်ရေး အဆောင်တက် IRGC ကကြီးငယ်ခဲ့ပါတယ်။ဒီဟာကအီရန်ဖက်ကပြင်ပြီးတော့တော့ပြန်လာတယ်။ဒီဟာတက်မကြခင်မှာပဲညံ့နေပန်းလုံးပါ။အီရန်ကထက်ပြီးတော့ပြောလာတာရှိပါတယ်။ဘလူတွေပြောလာခဲ့လဲဆိုလို့ရှိရင်အမေရိကန်ရဲ့တက်ခတ်မှုဟာမဆောင်နိုင်တဲ့အကျိုးဆက်တွေကြံနေစေလိမ့်မယ်ဆိုပြီးတော့အီရန်ကပြောလာပါတယ်။ဒါကတော့တတော်လေးကိုကြီးမားတဲ့ဟာပေါ့နော်ဆိုတော့အခုကြီးမားအီရန်နဲ့အာအစ္စရေးတိုက်ပွဲဖြစ်တဲ့ပြီးတော့အမေရိကန်ကပြင်ပြီးတော့ပါဝင်လာတယ်အဲ အဲ့ဒီထဲမှာနိုင်ငံကြီးတာမဟာမိတ်တို့ဗောနော်အီရန်ဖက်ကလည်းတယူတော်ရုရှားတို့အခြားဓာတွေလည်းအများရှိပါတယ်မဟာမိတ်တွေသူတို့အဲ့ဒီအစ္စရေးဖက်ကလည်းအမေရိကန်တို့အနောက်ဗောနော်နောက်ဖက်ကမဟာမိတ်တွေရှိလာပါတယ်သူတို့ဒီဟာကဖြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တတော်လေးကိုတော့သတိထားရတော့မယ်သူတို့ဒီဟာကဖြစ်ပြနေတဲ့အခြေအနေမျိုးကိုပြောနေရဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂကဘယ်လိုပြောဆိုထားလဲဆိုလို့ရှိရင်အီရန်ကိုအမေရိကန်ရဲ့အင်အားသုံးမှုအပေါ်အထူး စိုးရင်ကြောင့်ကိုလသမကအကြီးကြီးပြောအအကြီးကြီးကအဲ့လိုမျိုးပြောဆိုခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার ဆန်ရာအစော့အုံတွေကိုအမေရိကန်ကတတ်ခတ်မှုပေါ့နော်။အမေရိကန်ကဘောင်းကျဲခဲ့တဲ့လော့ရဲ့နယ်ပတ်သက်ပြီးတော့အထူးစိုးရင်မင်းကြောင့်ကိုလသမကအကြီးကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီဟာကကိုလသမကကစိုးရင်ကြောင့်ပေါ့နော်။အာကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပြခဲ့ရတဲ့ဖြစ်တဲ့ဟာလဲစိုးရင်ပါတယ်အကောင်လုံးကသူကတာအကောင်လုံးစိုးရင်နေတဲ့အကြောင်းတွေကိုပြောပြနေတာဖြစ်ပါတယ်ဆိုတော့ ဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာမလဲဒီဟာကဘေးတိဖြစ်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီဟာကတော့တော်တော်လေးကတော့အာစိုးရင်စရာတော့ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီအာမဟာမင်းရဲ့အကြအကြအချင်းချင်းကြမှာပြင်ပြီးတော့တက်ခတ်မှုတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဒုတိယတတိယကဘာရှိဖြစ်မဖြစ်နိုင်ဘူးလားဆိုတာကတော့ပြောလို့မရဘူးဒီလိုမျိုးအခြေအနေတွေကိုဖြစ်နေတယ်နော်ဆိုတော့ဒီဟာကအဲအအမေရိကန်ကလည်းနောက်ထပ်မင်းတို့အာဆွေးနွေးမှုမလုပ်ဘူးဆိုလို့ပြင်ပြီးတော့ပြစ်ခတ်အောင်မဲလို့ပြောထားပါတယ်ဆိုတော့ အဲ့ဒီဂရန်ကလည်းအမေရိကန်ရဲ့ဒေတာမှာဆိုလို့ရှိရင်အရှိအဒေတာအရှိလေးပိုင်းမှာဒေတာမှာဆိုလို့ရှိရင်အာအီရန်ရဲ့ပြင့်မှတ်ခေါင်းလုံးဖြစ်နေပြီလို့ပြောထားရှိပါတယ်ဆိုတော့ဒီထက်အာအမေရိကန်ရဲ့တက်ခတ်မှုဟာမစုံနိုင်တဲ့အာတက်ခတ်မှုတွေဖြစ်လာနိုင်မယ်ဆိုပြီးတော့ပြောဆိုထားဖြစ်ပါဒီလိုမျိုးကိုဖြစ်နေတာပါဆိုတော့ဒီဟာကတော့ဘီဘတ်မှာအခုကျွန်တော်မြန်မာနဲ့အာမြန်မာနိုင်ငံနဲ့မသက်ဆိုင်တဲ့ဗီမဲလဲအာမြန်မာအာကျွန်တော်ကဘာလုံးနဲ့သက်ဆိုင်တဲ့ဒရင်းတွေတော်တော်လေးကိုဟုတ်နေတဲ့ဟာကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ ဒီဖြစ်စဉ်ကဘယ်သူမှလည်းဘယ်သူမှန်းလေးဆိုတာကတော့ကျွန်တော်တို့အသေးစိတ်မသိအောင်ဒါမှမဟုတ်လေသူတို့ဖြစ်နေတဲ့ဟာကအချင်းချင်းအေရန်ကတော့ဘလူအေရန်ကဘလူဟာမျိုးလဲဘလူဖြစ်နေတဲ့သူလဲဆိုတာကတော့အလောင်းတိပိတာဖြစ်မှာပါဒါကတော့အာတပန်ပေါ့နော်ဆိုတော့ဒီဟာကကဘာကြီးနဲ့ဆက်ဆက်နေတဲ့ဟာကိုပြင်ပြီးတော့ကျွန်တော်တို့မသိမဖြစ်ဟာတာမှာဒါကိုပြင်ပြီးတော့ပြောပြနေရဖြစ်ပါတယ်နောက်တစ်ခုကဟိုတနေ့ကရန်ကုန်ဘီလန်းမှာရှိတဲ့အာစက်ကောင်ဘီလန်းကနေလာတဲ့စက်ကောင်စစ်တပ်ဖွဲ့တွေကိုဒူလိုင်းတပ်ဖွဲ့တွေကတိုက်ခတ်မှုမှာ တပ်ပွဲအတွက်မှာအမင်းလာမြော့နေမနော်စီမံအုတ်ချိုးရဖို့ဝံဘုံမူရန်နံအောင်တည်ဆောင်ပြီးဒုတိယဘုံမူကြီးရာထူတူပေးတယ်လို့သိရပါတယ်တည်ဆောင်သူဆက်အရာရှိ အရာရှိကြီး၄ဦးအထိကိုဒူးလာတယ်လို့သိရပါတယ်ဆိုတော့ဒီတက်ခတ်မှုကဒီနေ့ကကျွန်တော်တော်လင်းတဖို့တွေကတက်ခတ်ခဲ့ပါတယ်တက်ခတ်မှုမှာအရာရှိတွေက၄ဦးအထိကိုဒူးလာတယ်တဲ့ဆိုတော့ဒီကကအာစီမံအုတ်ချိုးရအဖွဲ့ဝံတအူးကဘူကြီးရန်နံအောင်တည်ပြီးတဲ့နောက်မှာ ဒေဇွန်ချင်းတွင်ဒုတိယဗမူကြီးကစက်ကောင်စီကရာထူးတူးပေးလိုက်လိုက်ကြောင်သိရှိရပါတယ်ဒါကတော့သူတို့ဘယ်ဘယ်ဖြစ်သေးသေးနော်ရာထူးကတော့တူးတာပဲဒေါ်ရှော်ကိုတူးတာပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့စကန်တန်ချောင်းဦးမြော့ထွက်ဦးရောင်းမှာထွက်လာတော့အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုမန်းဆွေတက်ခိုက်ခဲ့ရမှာစစ်သားနှစ်ဦးပုတ်ချင်းပြီးဒေဇွန်သွားခဲ့ကြောင်း VLDF တဖွဲ့အညာမိုင်းမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့ဖြစ်စဉ်ကရွှေလ21ရက်နေ့ကအာ ညနေ9:45မိနစ်ကဘောနော်အာထွက်လာခဲ့တယ်လို့သိရပါတယ်ဒီထွက်လာတဲ့သူတွေကိုကျွန်တော်ထွေအိုးကျောင်းမှာထွက်လာတော့အကျန်းဖက်စက်ကောင်စီတက်သားညအား30ခန်းပါတယ်လို့သိရပါတယ်စက်ကျောင်းကိုချောင်းအိုးမြော့အာဆူတောင်းဆူတောင်းပြီးကျောင်းနာတွင် BADF တပ်ဖွဲ့အညာမန်တပ်ဖွဲ့မှမန်းဆွေတက်ခိုက်ခဲ့ကြောင်းအဲ့ဒီတက်ခတ်မှုမှာအကျန်းဖက်စက်ကောင်စီဘက်မှအစသား2ဦးပူးချင်းပြီးတည်ဆုံတယ်ထိခတ်တန်ရရှိသူတွေလည်းရှိကြောင်း ဒိုလန်ရဲ့ရေးပုံများအနေဖြင့်အထူးကမရှိဘဲနယ်ပြန်လေးဆုတ်ခွာနိုင်ခဲ့ပါတယ်ဆိုတော့ဒီထက်မှာစက္ကစဖက်ကတော့ပြန်ပြပါတယ်ဒါမှမဟုတ်စစ်တပ်ကိုပြစ်တယ်စစ်ခွေးတွေတေးရင်အာတေးစရင်ကတော့အာထက်တူတေးဆုံးတာတော့ဒါစားဒါကတော့ညအရောက်မှာသူကညအရောက်သူကပြီးညအရောက်တော့ပြီးဆိုတော့အသေးစက်ကတော့မတိရတော့မရမတိရသေးဘူးဆိုပြီးတော့ BDF တက်ဖွဲ့မှာအညာမန်းမှာတာဝန်ရှိသူတွေကပြောဆိုထားပါတယ်ဆိုတော့သူတို့တွေက ။အောချိုရေးကြောင့်ကနေထွက်လာတဲ့ကောင်တွေကိုကျွန်တော်တို့ဒူလိုင်းတဖွဲ့ကစုံထက်လာဖြစ်ပါတယ်။စုံထက်ပြီးတော့ဒီကောင်တွေနှစ်ဦးတည်ဆောင်ခဲ့တယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်တော့မန္တလေးမြောက်မှာဆိုလို့ရှိရင်အခိုးစိုးလုံးနဲ့တွေတော်တော်လေးကိုပေါ်နေပါတယ်ဆိုတော့ဓမြမှုတွေတော်တော်လေးကိုအခုတလို့ဟိုတနေ့က အာနာသိမ့်ပြီးတဲ့နောက်မှာပေါ့နော်တော်တော်လေးကိုမန္တလေးမြို့မှာဖြစ်ပွားခဲ့တယ်ပေါ့နော်ခုဆိုလို့ဓမြတမ်းမှုတွေဆွေးဆန်းတွေဓမြတမ်းမှုတွေတော့ရှယ်ကိုဖြစ်နေပါလေအဆိုတော့အခုဆိုချိန်မှာဆိုလို့ရှိရင်မန္တလေးကဆွေးဆန်းတချို့အမျိုးသားတွေဝန်ရော့ခွန်တားမင်ထားတယ်လို့အမျိုးခံတွေကပြောပါလေတဲ့ဆိုတော့ဒီကမန္တလေးမှာဆွေးဆန်းတွေမကြခဏဓမြတမ်းခံနေရတာကြောင့်ဆွေးဆန်းတွေဟာလောင်ချောင်ရေးပုဂယိုးဆက်လာကြောင် ဓမြတဲ့သူတွေဟာအမျိုးသားတွေဖြစ်လျက်ရှိတာကြောင့်မလို့အမျိုးသားတွေဆွေဆံတဲ့ဝံရုပ်တာကိုကန့်တက်တာတွေရှိလာကြောင်းမြောက်ခံတွေက ပြောပါတယ်။ချမ်းမေတ္တာစီမိမြော့နေတဲ့ကဆွေဆံတဆန်ဆိုရင်အမျိုးသားလုံးဝကိုမဝံရဆိုပြီးတော့ဆန်အဝံအဝတ်မှာအဝံဝတ်မှာဒီနဲ့ချက်ထားကြောင်းမြောက်ခံတွေကပြောဆိုပါတယ်ဒါကဒါကတော့အမျိုးသားတွေ ဆိုရင်တော့ဝမ်းမရဘူးတဲ့အပြင်မှာပဲထန်ဆောင်ရတယ်လို့ဒွားရော့ဝေယူသူဝေယူဖို့သူတို့ကပြောဆိုပါဒါကတော့အခုချိန်မှာတတော်လေးကိုမန္တလေးမြို့မှာဓမြတ်တက်မှုတွေတော့ရှုပ်ဖြစ်တယ်မန္တလေးမြို့ကဒူလိုက်တဖို့တွေကလည်းဝန်တာမရှိဘူးပြီးရင်ပြီးသူစစ်တွေနဲ့စစ်သားတွေရေးတွေကပဲအာဒီမြို့မှာ ထင်းချုပ်ထားတာဟို ကိုယ်စိုးဓမြမှုကလည်းရဲတွေပြီးသူဆတွေနဲ့ပတ်သက်တာတွေလည်းအရင်တော့ကရှိခဲ့ပူတယ်ဒါကမန္တလေးမြို့မှာဖြစ်ပျက်ခဲ့တာပေါ့နော်သူတို့အခုချိန်မှာရောကြလေးတွေကိုလုံးဝကိုဝန်ခွက်မရတော့တဲ့အချိန်မျိုးကိုပြန်ပြီးတော့တီးရတာဖြစ်ပါတယ်နောက်တစ်ခုကအာအထက်မြင့်မှာနေဆက်မှာစီမင်းအနေကပေါ့နော်စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ဥက္ကဋ္ဌတပ်စခန်းကိုဒိုလန်ရဲတပ်ဖွဲ့များကပဲဆော့ဖြတ်တော့ထားပြီးတော့ထန်းစစ်တပ်ကကျန်ပါများ ကျမ်းပါတွေဖန်ထားတဲ့အတွက်ဗောနော်ဒရုန်းတွေနဲ့တိုက်ခတ်ဖို့အခက်ခဲဖြစ်နေတာလို့စီးရဲတရင်ရင်းမြစ်ကပြောဆိုပါရတဲ့ဆိုတော့ဒီတန်းမှာဆိုလို့ရှိရင်အာကျွန်တော်တိုလိုင်းတက်ဖို့တကဒီစကန်ကိုပစ်ဆုပ်ထားပြီးပစ်ဆုပ်ထားပြီးတော့စက်ကောင်စီတက်ဖွန်တွေကိုဒရုန်းနဲ့ပြင်ပြီးတော့တက်ခတ်ဖို့ပဲရှိတော့တာဒီတက်ခတ်မှုမှာသန်းဖက်ကကျမ်းပါဖွင့်ထားတဲ့တွေ့ကြောင့်ကျွန်တော်တို့တိုလိုင်းတက်ဖို့တကတက်ခတ်လို့မရဘူးဒီလိုမျိုးအခြေအနေဖြစ်နေတာကျွန်တော်သိရဖြစ်ပါတယ်နော်ဆိုတော့ဒီကအဲ့ဒါအပြင်ထိကပ်ပါ ထိကပလေတက်စကန်ကိုလေတိုလန်ရဲ့တက်မြတ်ကပဲဆော့တက်ခန့်နေပါလေလို့သိရပါတယ်ဆိုတော့ခုချိန်မှာဒီစကန်မှာပေါ့နော်အခုထမ်းမြမှာနေဆက်မှာရှိတဲ့စကန်တွေဆိုလို့ရှိရင်အကောင်လုံးကိုဖြတ်တော့အာပဲဆော့တက်ခတ်မှုတွေကိုဒေါ့ချ်ရှိနေတယ်ဆိုတော့ဒီဟာက drone နဲ့တက်ခတ်လို့မရဘူးဆိုလို့ရှိရင်မကြဘူးဒီကုံတွေအစာငတ်ပြီးတော့ထားပြီးတော့ပြန်ပြီးတော့အာဆိုလို့ရပြီဆိုတော့အဲ့ဒီထဲမှာပြောတော့တာကတော့အကောင်လုံးဖြတ်တော့ထားပြီးတော့သူတော့ဘယ်မှသွားလို့မရတော့ဘူးတဲ့ဆိုတော့တက်ပွေးကတော့အကြီးကြီးကို မဖြစ်သေးဘူးအဝမ်းထားတဲ့အနေထားပါပဲတဲ့ဆိုတော့ဒီအစကူလည်းမလာနိုင်တော့ဘူးလို့မလာနိုင်ဘူးမလာနိုင်ဘူးဆိုတော့ဆိုတော့ရိတ်ခါတွေလည်းအကုန်လုံးကိုဖြတ်တော့ထားပြီးသူတို့ဘာနဲ့အာပုံလဲလို့အာကရင်စည်ရတဲ့ရင်းမိကတော့ပြောဆိုပါတယ်ဒီထဲမှာဒါမှမဲ့နေဆက်ဖြစ်နေလို့ထန်းစစ်တပ်ကဂျမ်ဘာဒီမှာတွေဖွင့်ပေးထားလို့ဒိုလန်ရဲ့တပ်ဖွဲ့တွေဒရုန်းတိုက်ခတ်မရဖြစ်နေတယ်လို့သိရပါတယ် ဒီထက်မှာနေဆက်ဖြစ်နေတော့ဖွင့်ပေးထားတာပြီးရင်ဟောဖက်ကဖွင့်ရင်ဒီဖက်ကဒီဒီဖက်မှာညင်တာပဲတဲ့ဆိုလိုတရားကဒီဖက်က drone တွေလွဲ့လို့မရဘူးပေါ့ရမှာရမှာပါအချိန်တန်တော့လေပြီးသွားမှာပါဆိုပြီးတော့သူတို့ကဘာရက်ခတ်မှာမရှိ မရှိရင်ဘယ်လိုဘလို့တောင်းခံနေမလဲဆိုပြီးတော့၎င်းကပြောဆိုပါဒီဟာကစက်ကောင်တစ်ဖက်မှာတစ်ဖက်ကတော့လောင်းဝတ်ကိုစက်ကူသွားလို့မရတော့ဘူးရက်ခတ်ကိုလည်းပုတ်ပေးလို့မရတော့ဘူး တို့ဒီဟာကလေရင်နဲ့သွားမယ်ဆိုလို့ရှိရင်တဲ့ time pack ကိုပြင်ပြီးတော့ကြိုးလာမှာကိုလည်းစိုးရင်တဲ့ဒီလိုမျိုးကိုအထီကိုချင်းနေရှိနေတယ်ဆိုတော့ရက်ခါကိုလည်းမရတတ်တဲ့အတွက်ကြောင့်အချိန်တန်ရင်တော့ဒီကောင်တွေလက်နဲ့ချပြီးဆိုတော့ဒါမှမဟုတ်ရင်ကျွန်တော်တို့လိုင်းတဖို့တွေက drone နဲ့မဟုတ်ဘဲနဲ့မေပြင်ကနဲ့ပါစုံမှာဒီဟာကဒီကောင်တွေကိုပြင်ပြင်ကနဲ့စုံမှာဆိုတော့ဒီဟာက drone လွတ်မရတာကတော့ time pack က ဒါဂျမ်ဘာဖွင့်ထားတဲ့အတွက်ကြောင့်ဒရုန်းဒရုန်းလွတ်မရဘူးဖြစ်နေတာဖြစ်နေတာပေါ့နော်ဆိုတော့ထိုင်းမြန်မာနေဆက်မှာဆိုလို့ရှိရင်စကန်းက၃ခုပဲရှိလို့ရတယ်ခုနှစ်ခုကိုအာထိုင်းမြန်မာနေဆက်မှာရှိတဲ့စကန်းတစ်ခုကိုဒိုလိုင်းတက်ဖို့တွေကဝမ်းထားပြီဆိုတော့မကြတော့ဘူးလာမယ်တရင်ကောင်းတွေကြားရမယ်ဆိုတော့ဒီဟာကတရင်တစ်ခုတရင်ထုတစ်ခုပေါ့နော်အဲ့ဒီနောက်မှာ မန္တလေးတန်းမလန်မြော့ပေါ်စားတော့ဆန်တွန်တောစားမူယူပြီးတော့ကွမ်းထွက်ဝဲတဲ့တက်ကြည် အွန်ဝန်ကို PDF အွန်ဝန်ကိုကို PDF ကိုရေးမိများကလက်နဲ့များနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းတောင်းတာမြော့နေပက်ကဖတ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့လုံးဝကောင်းတဲ့တိုင်းဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုလို့ရှိရင်ရေးမိတွေကဒီတက်ချက်ကြီးကိုဖမ်းတာတဲ့နော် လုံးဝကိုမိုက်တယ်မိုက်တယ်ဒီကောင်တွေဆိုတော့တရားကအခုချိန်မှာစက်ကောင်စီဘက်ကတက်ချက်ကြီးကတော့ဒီတဲ့မှာဒွန်လိုင်းတစ်ဖွဲ့ရေးမိတွေရှိမှာကုကွေးလေးနဲ့ လက်မြောက်ပြီးတော့ဒူးထွန်နေရပြီဆိုတော့ဒီဟာကရွလာ20ရက်နဲ့ကောင်ပေါ့နော်နည်းနည်း9နာရီခန့်တွင်မလန်မြောက်ပုံမှာရှိတဲ့စသုတ်ဆန်တဆန်တွင်အကျန်းဖက်စကောင်စီစစ်သားပေါ့နော်စစ်သားများဒီတောစာမိုးယိုးနေသည်ဟုတရင်ရရှိရွယ်တောင်သာမြော့နေကပြည်သူကကိုရဲ့အဖွဲအဖွဲမှာရေးမေများကောရေးမေများအိုးဆောင်သောအဖွဲကဒွားရော့ဆောင်းဆောင်းဆန်းနေစဉ်မှာအရင်မူပြီးတော့ကွမ်းရဝေထွက်တဲ့တက်ကြည်ကြီးပေါ့နော်တက်ကြည်ကြီး အောင်ဝမ်းကိုပေါ့အရှင်ဖန်းစီနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ဖန်းစီရမိတဲ့တက်ကြည်ကြီးအောင်ဝမ်းကိုကိုစစ်တောင်းပန်းဥပရေနဲ့အငင်ပေါ့နော်ထင်းသိမ်းထားပြီးတော့ဆက်လက်ပြီးတော့စစ်ဆေးမှုတွေလောဆောင်သွားမှာပါဟုအာတုံတာမြို့နယ်မှာပကဖမှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဆိုတော့ဒီကောင်တွေကတော့မဒူးထောင်းနေရဒူးထောင်းနေရပြီရင်းမိတွေရှိမှဒူးထောင်းနေရပြီ ဆိုတရားကသရင်ကောင်းအနေနဲ့ပေါ့နော်ရေးမြေတွေကဘလောက်ထိရှမ်းဆွမ်းလေဒူလိုင်းတစ်ဖက်တွေဒူလိုင်းတစ်ဖက်ကရေးမြေတွေဘလူတွေဆွမ်းလေဆိုတာကိုသိစေချင်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာနောက်ထပ်သရင်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ရတ္တခလက်အုပ်ခံကခမရ338တတသားဝေယံထွန့်ဤပြောကြချက်ကိုကျွန်တော်နဲ့အတူအယုံဆုံးနားထောင်ကြည့်အောင်နောက်မှာဒီထက်မှာပါဝင်တဲ့ဟာအလင်းဝင်လာတဲ့သူတွေရဲ့ပြောပြချက်ကိုကျွန်တော်နောက်မှပြင်ပြီးဖတ်ပေးပါမယ်ဆိုတော့သူရဲ့ပြောဆိုချက်ကိုအယုံဆုံးနားထောင်ကြည့်အောင်ပါနော် ဘကြောင်ကြောင်ကြောင်စကားစတဲ့ကိုဝင်ရောက်ဖြစ်ခဲ့တာလေ။ဟောဘကိုတိုင်းဒေသကြီးတောင်းခဲ့ရ။ဟုတ်တယ်မျိုးနဲ့ကြောက်ဝဲမျိုးရွတ်တရား။တကယ်ရင်းနှီးအောင်အပြင်သွားလဲရှင်။ဟောဒါဆွဲခံရ။ဆိုင်ငယ်လိုင်းရင်ဆမ်းမိရ။အဲဒီမရှိဘူး။ဟောလည်းစင်မရှိဘူး။တကယ်ရင်းတရားကိုပြန်လွှတ်လိုက်။ကျွန်တော်အရှုပ်ထဲမှာနှဲ့ထားတယ်။အင်း။နှဲ့ထားပြီးတော့တောင်းစုဆောင်ရင်မြို့တက်ကိုပို့ရ။ဟောစုဆောင်ရင်မှာ၁၁ရက်လောက်ကြာ။၁၁ရက်ကြာပြီးတော့အမှတ်ကိုလေ့ကျင့်ရင်ကြောင်းတထုံပို့။လေ့ကျင့်လေ့ကျင့်ရောက်မှာတင်းတန်းသုံးတာတက်ခဲ့ရ။ ဒီနေ့သုံးလတက်ခရရေကျွန်တော်တို့မိခင်တရင်ခမ်းမရသုံးသုံးရှိကိုပဲဘလို့အကြောင်းကြောင်းကြောင်းအလင်းဝင်ရတာလဲကျွန်တော်ဒီစစ်တပ်ကိုသဘောမကျရလဲပါတယ်နော်ဒီသူတို့ရဲ့ကြီးနိုင်ငံချင်းငင်းချင်းလောက်တာလဲပါတယ်နှိမ့်ဆက်တာရောကျွန်တော်ညဆိုရင်ကင်းဆောက်ဟိုင်းပြီးတော့ဒီခါကျရင်ညဆိုရင်တညလုံးကင်းဆောက်ဟိုင်းကျွန်တော်အနားလည်းမပေးဘူးသမင်းကြောင်ကျွန်တော်ဝါးပြူလည်းမစားရဘူး ကျွန်တော်တို့နေကင်မက်တာလဲတညာလုံးကင်းဆောင်နေကင်မက်တာလဲပေးမိကျွန်တော်တို့မှာဟိုအဲ့ရင်မွာအိတ်ငိုက်လို့ရဲနောက်က၄ခွနဲ့တိတ်ခင်တာအင်းစစ်တပ်ထရကျွန်တော်ထွက်ပြေးဖို့အချိန်ချင်းယူစားခဲ့မရဘူးဒါပေမဲ့အခုက25ရက်နေ့နေလက်ကင်မှာတနားရီလောက်ကကျွန်တော်အခွင့်ရရခဲ့အခွင့်ရမှာတကယ်တော့ကျွန်တော်ထွက်ပြေးလာတယ်လက်နဲ့တယောက်တက်လက်စီပါအဲ့ရင်ညောပါကောင်းတယ်ကွာစစ်တပ်ထဲကမှာကြံရှိနေတဲ့တူတိုင်းချင်းတွေကိုဘလူးသတင်းပေးကောင်းတကယ်ချင်းတွေကိုဒီဘက်ကိုအလင်းဝင်ဖို့ဖိတ်ခေါ်ခြင်းလား ်တကယ်ရင်းနေအပ္ပမနေရသူမဟုတ်ဘူးဒီဘက်မှနေရလွတ်လပ်တယ်အေဂျင့်နဲ့ဒီချက်ကောင်စီရလို့ညှမနှိမ့်ချက်တာလည်းမရှိဘူးမင်းတို့ကောင်တွေဒီကပြောနေတာကမင်းတို့ကောင်တွေဒီဘက်တွေကိုအလင်းဝင်ဖို့ပြောချင်တယ်ဒီဘက်ထမအေးအေးဆေးဆေးပဲသူတို့သူတို့ပြောသလိုဒီဘက်ကဒီဘက်ကိုအလင်းဝင်မင်းတို့တက်မှလည်းမဟုတ်ဖြတ်မှလည်းမဟုတ်ဘူးဘာမှလည်းမင်းတို့မလုပ်မင်းတို့ဒီကဒီကလူရလက်ဖြားနေတော့မရှိဘူးမင်းတို့သူတို့ပြောသူတို့ရှင်းလျှောက်တာကိုကြောက်မနေဘူးဟိုလင်းဝင်ကြရှိအောင်ဝင်လာခဲ့ ။ငါတော့စောင့်နေမယ်လို့ကောင်းတယ်။မင်းသားစုတွေကိုဘလူသတင်းစကားပါလို့ပါတယ်။ဒီနေ့မေအဒီတော်လိုင်းရေးပြီးမှတော့မိသားစုဝင်ပြန်နေမယ်။ပြန်နေမယ်ဖိနေမေလည်းတက်မိုက်ကူစားတိုင်းလူလက်နဲ့ပြောင်းနေ။အင်းတို့ဟူတရောင်းသားရဲ့လက်ထက်မှာလည်းဟုတ်တော့ဘူး။အခုဒီဒီဘက်ရောက်လွတ်လပ်နေကြောက်ဘာမှစိတ်ပူမနေတော့နဲ့ဘယ်လိုင်းပြီးသွားမိသားစုဆုံးနေပြန်နေကြမယ်ပြင်းနေမှာကျမိုင်လည်းဘူးစိုက်ပါ ကဲဆိုတော့ဒီဟာကတော့အာ338ကဘောနော်338ကတသားဝေယံထွန်းကပြောကြချက်ဖြစ်ပါတယ်အဲ့ဒီနောက်မှာဒီထက်မှ338ကလူတယောက်ပဲပြောဆိုထားတဲ့အာသတင်းတစ်ခါစကားတစ်ခုပေါ့နော်ကျွန်တော်တို့ပြင်ပြီးတော့ပြောပြရမယ်ဒါကတော့ဖြုံမြွတ်တွင်ရက်ကိုအချိုရေမှုနဲ့မတက်ရွယ်စစ်မှုထမ်းအဖြစ်သက်သွမ်းခံရသောတသားသည့်ထက်မြက်ဝမ်း ကျန်းလေလေထံအလင်းဝင်လာလို့သိရပါတယ်အလင်းမဝင်ရင်ဆက်ရရှိကရက်နဲ့တက်ရက်နဲ့တက်ဖြန့်အနားမှာသွေးကြတဲ့အထိကိုအရက်ခံခဲ့ရတယ်လို့ပြောပါတယ်ဒါကတော့ဘကိုးတန်းကဖြူမြောနေကပါနော်အာအချိုရေမှုနေမတက်တဲ့အတွေ့အကြုံတော့ဒီဟာကစက်တထိကိုသွသွန်းခံရတာဖြစ်ပါတယ်ဒီထဲမှာသူပြောတာကတော့တထဲရောက်တာတော့အာပေါ်တာဆွေးခံရတာဘာကြောင့်ဖမ်းရတယ်လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မင်းသားစုကို အောက်ကြီးကမကြည်ဖြူတော့ဘူးကျွန်တော်တို့ကိုထက်တယ်တဲ့အောက်ကြီးကဖဆန်ရတော့အကောင်ထက်တယ်အဲဒါကြောင့်ကျွန်တော်တို့တက်သေးကိုရောက်ရှိလာတာအလင်းဝန်တသားတူကအခုလိုပြောဆိုထားဖြစ်ပါလေဒီထက်မှာသူတို့ဖဆန်ရဖို့အတွက်ပဲကျန်တဲ့အောက်လက်ငေသားတွေကိုအဘာတစ်ခုမှမကြည့်ဘူးအခုကြည့်ကြည့်လိုက်ကိုတာဆွေးတယ်ငင်းပန်းနှင်းဆက်တယ်ပြည်သူလူထုကို အာတက်သေးမှာကျူးအာဂျင်းနိုင်ငယ်ဂျင်းနိုင်ငယ်တွေတဲ့ရှိတာပေါ့ကျွန်တော်တို့ထမင်းစားနေရင်တောင်မှထမင်းခဏခဏစားလို့ဆိုပြီးဘာဖြစ်လို့ဘာညာဘောနော်ဘာညာလို့ဆိုပြီးတော့အာရက်နေတယ်ပထမတစ်တစ်ခုကျွန်တော်ကိုရက်တဲ့နေ့ကနားတဲ့သွေးတွေပါ ကြက်တယ်အခုမေလ25ရက်နေ့နနေ့ခင်းပန်းမှာပြေးမဲ့နေ့နနေ့ခင်းပန်းမှာကျွန်တော်တို့အာကင်းဆောင်တာ ဟိုကြည့်ဒီကြည့်မလောက်ဘဲနဲ့ဘာတွေလောက်နေတာလဲဆိုပြီးတော့တစ်ချက်ထိုးတာအာနှခမ်းပါကွေးသွားတယ်လို့ကျွန်တော်တို့ဂျင်းနိုင်ငယ်အာဂျင်းနိုင်ငယ်မနောဂျင်းနိုင်ငယ်ငင်းလို့ငင်းလို့တာတော့အဲ့ဒီမှာဆရာတွေကပူတယ်ကြက်တယ်ဟိုအလင်းဝင်လာတဲ့တသားထက်မြက်ဝမ်းကဆိုပါတယ်အခုနပြောသလိုပဲဆိုတော့ဒီထက်မှာခုနရုတ်တံဖန်နဲ့တကွာကြီးရတဲ့အထက်မှာဒီကုံနဲ့အတူတူဝန်တာနဲ့တူပါတယ်။ဒီကအာနာယုအောက်မှာ ဘာမှမဟုတ်ပဲနဲ့ဖြစ်နေခံပြီးတော့နေမဲ့အတူတူတော့ဒီဘက်မှာအလင်းဝါရောက်ဖို့ပြောကျင်တယ်သူတို့ရဲဝါရဖြန့်တယ်လူသက်ချင်းခေါင်းဖြတ်ခြင်းဆိုတဲ့ဟာတွေကတကယ်အမှန်တော့ဒီဘက်မှာတော့ဘာတစ်ခုမှမလုပ်ဘူးပြီးရင်နှွေးထွင်းတွေနဲ့ကြိုးစူတွေဟုတ်အလင်းဝင်လာတဲ့တတထက်မြက်ဝန်းကပြောဆိုခဲ့ပါလေဒါကတော့စက်ကောင်စီလက်အောက်မှာဝါရဘလူဖြန့်ခဲ့လေဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ဆိုတော့သူတို့တထင်းမှာ တတော်လေးကိုဇူးရောနေတဲ့အခြေအနေမျိုးဖြစ်တဲ့ဒီကောင်တွေကိုဘလူးတွေနှိစက်ခံထားရလဲအာသူတို့တွေကိုဘေကနဲ့ဝန်တဲ့သူတွေလဲဆိုတာကိုအဆောက်အအုံเนาะကျွန်တော်သိရတာဖြစ်ပါတယ် နောက်တစ်ခုကြည့်ရမှာကတော့အခုချိန်မှာတူလိုင်းတဖွဲ့တွေဖြစ်တဲ့အရခတောအေကရခိုင်ပြည်နယ်မှာ Dodge Yak ကိုစီးရအောင်မင်းတဲ့တခုပြီးတခုကိုသိမ့်ပတ်ရရှိတယ်။အဲဒီနောက်မှာ Erawdi Dam ဖက်ကို Erawdi ဖက်ကိုတူလိုင်းတဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ PDF တွေနဲ့ပူးပေါင်းပြီးတော့အတက်ပွေးဖော်နာမျိုးစကန်သိမ့်တာမျိုးကို Dodge Yak ရှိနေတယ်။ဒါကိုမကြည်နမနဲ့ဖြစ်နေတဲ့ပျော်ရွှင်ကဘလူးအော်ဟစ်နေခဲ့တယ်။သူ့အပမင်းအောင်နိုင်ကိုဘလူးတွေပြောဆိုခဲ့လဲဆိုလို့ရှိရင်တော်တော်ကိုတောင်းတဲ့စိုးစိချွချွဆိုပြီးတော့ ပါပြောဆိုနေတဲ့အထစ်ကိုပုတ်ကွေးနေတာကိုကျွန်တော်တို့နားထောင်ကြည့်အောင်ပါအခုချိန်မှာ LOD တန်းတို့နော်ဘာအခါခါတို့အေကကူပွန်တက်တွေက LOD တန်းမှာပကိုးတက်မှာဆိုရှင် down shop ကိုလောရှာမှုတွေလောက်ဆောင်ခဲ့တဲ့တရားကိုမကြီးနှက်တဲ့ပြောင်းရှိကျွန်တော်တို့နားထောင်ကြည့်အောင်ပါတပုံကတော့တပုံချင်းတပုံချံကြံနေပါပြီဘာကြောင့်လဲဆိုတော့သူတို့ chance တိုင်းလည်းအောင်မြင်နေတာပေါ့နော် chance တိုင်းအောင်လို့ဆောင်းတိုင်းညောင်းနေတဲ့ခါကျတော့ဒီ agency ကိုပဲဆက်လက်ပြီး chance လာပြီးဖြစ်တယ်အဲတော့ခင်ဗျားတို့မခံမရနဲ့ဖြစ်တယ်ပေါ့ အေးတဘုံနေနဲ့ရခိုင်ပြည်နယ်မှာသူတို့ရဲ့အကြံစီအောင်မြင်ခဲ့တယ်လေနော်အဲ့ဒီအကြံစီကို ARU ကိုသတင်းလာပြီးဖြစ်တယ် ARU ကိုသတင်းလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီအကြံစီကိုဆက်လက်ပြီးအကောင့်ထဲပေါ်သွားတော့မှာဖြစ်တယ်အဲ့တော့အဲကိုပကညံ့နော်ခံရမယ်နော်ကျွန်တော်တို့အချင်းရွေးဘောနော်အရင်ခဲကလည်းယုံကြည်ခဲ့တယ်စစ်တပ်အနေနဲ့တော့ကြာရှုံးစရာအကြောင်းမရှိဘူးဆိုကျွန်တော်ယုံကြည်ခဲ့တယ်တော်ပါတော့လည်းပဲ ရခိုင်ပြည်နယ်ကိုနမူနာယူရမှာပါဗျာနော်ရခိုင်ပြည်နယ်မှာနိုင်ငံယူအကြံဖတ်အေအေတပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ်အဲ့တော့ကိုစစ်ကောင်းဆောင်ကလည်းစစ်သားမပီတာတဲ့အခါကျတော့စစ်လက်မတိုက်တဲ့စစ်ဆိုတာဘာလဲဆိုတာနားမလဲတဲ့အခါကျတော့အာရခိုင်ပြည်နယ်မှာတော့ကြာရှုံးမှုတွေကြုံခဲ့ရပေါ့ဗျာနော်အဲ့အဲ့ဒီကြာရှုံးမှုဟာနောက်ထပ် AR မှာဆက်လက်ရင်ဆိုင်ရလာရင်လည်းအန်အောစရာမဟုတ်ဘူးဆိုတော့ပြောပြချင်တဲ့တပုံချင်းတပုံချင်းဆိုတော့ကျွန်တော်ပြရှင်းပြပါမယ် ရေးပါဘာရေးခေးရေးခေးခဲရင်ခဲတယ်ပြောမယ်မခဲရင်မခဲဘူးပြောမယ်နော်အဲ့တော့เออမခဲသေးပါဘူးอืมနေရာကွက်ကြားမခဲဘူးပေါ့လေညောင်းရှုပ်ဆိုတာနေရာတော့အေရီချိုးဆိုပြောကြအေရီမှာငါနေတာကွာတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဒီကုံကုံဆိုတဲ့လူကတဲ့အင်းသတင်းမားတွေဖြတ်နေတာပါတဲ့อืมအေရီမှာတော့ဘာဖြစ်မှာတော့เนาะ စစ်ဖြစ်တဲ့နေရာစစ်ဖြစ်နေတယ်လေမဖြစ်တဲ့နေရာအေးစစ်စစ်ပါလူကြီးတွေတာတာရပါပဲအဲမဲ့လေဖြစ်နေတဲ့နေရာကြတော့လေခင်ဗျားတို့အဲ့ဒီဖြစ်နေတဲ့နေရာနဲ့ဥမာဖြစ်တမိုင်နှစ်မိုင်လောက်ကစပြလက်နက်ကြီးကြားလို့အဲ့လိုတော့မရတဲ့သူတွေအများကြီးရှိတယ်နော်အဲ့တော့ AR မှာ protocol လို့ဆိုလို့ရှိရင်နေရာတိုင်းမှာခင်ဗျားတို့ရှိတာမဟုတ်ဘူးနော်အဲ့ဒါကြောင့်ခါကြီးကြလို့ရှိရင်ပြဿနာဘလို့ဖြစ်တယ်ဆိုတော့ကိုမောင်ပြောလိုက်တယ်အဲပြောတဲ့အခါမှာအောက်ခြေမှာစစ်သားတွေနော်တကယ်တကယ်ဒီဘယ်လိုမျိုးဆိုတော့စစ်မြေပြင်မှာ အချိန်တန်းမှာတစ်ချိန်တန်းတိုက်ပွဲဝင်နေသေးတယ်။ဟာမရှိဘူးမရှိဘူးလည်းမသိဘူးဒါလည်းမရှိဘူးလေ။ဒီလူတွေပေါက်ပြရပြောတာလေနော်။ငါနေရပါတော့ဘာမှမရှိပါဘူး။อืมတကယ်တကယ်ကံကောင်းလို့ပေါ့နော်။အမသဘုံကအကုန်လုံးလဲမလီသွားတယ်။อืมတဘုံကဘာဒီဘောကညောင်ကျိုးဆိုတဲ့ဝင်တိုက်သွားတယ် ARV ဆိုတဲ့ဝင်တိုက်တယ်တဘုံကကို့အလုပ်များအောင်လုပ်တယ်အဲ့တော့တော်တော်သုံးတဲ့စစ်ဦးစီးချုပ်ပါဗျာနော်နော်ကို့ရင်ပြောမှာဆိုရှင် နော်တကယ်ပါတကယ်တူတုံးလို့ဆိုစီချုပ်ဘာမှမဆိုလို့ရှိတမင်တကာကိုတမင်တကာကိုဘယ်လိုခေါ်မဆိုတော့သူတော်ကောင်းညောင်းညောင်းသူတော်ဆိုးတဲ့ပုံပေါ်တယ်ရင်ခဲ့ပါဗာရင်ခဲ့ပါလေနာမပြည့်တနာတော့အဲ့တော့ဒီကြီးမှမရှိသေးဘူးအဲတော့ပါတော့လဲပဲရင်ခဲ့ရဆိုပြီးတော့ငြိမ်နေလို့ရှိရင်ခံရမယ်နော်အဲခံရမယ်ခံရမယ်မင်းတို့ထဲပြီးတော့ခံရအောင်မယ်စလို့တရားက ပြောင်းရည်သူ့အဘကိုဘယ်လောက်ထိတောင်းလဲဆိုတာကိုပြောပြနေတာနောက် တစ်ခုကပြင်ပြီးတော့ကြည့်ရမှာကတော့ပုံမြော့နေမှာအာရက်ခါတွေပေါ့နော်အာပုံနေတဲ့ဟိုဒီနေ့ကသူကူတန်ကတင်ဆက်ပေးခဲ့တယ်ဗာလဲဆိုရှင်အာကျွန်တော်တွန်လိုင်းတဲ့ဖို့တွေကစောင့်ကြူတက်ခတ်နေတဲ့ကောင်တွေဘလူတဲ့ရက်ခရက်ခပုံနေပုံမြော့နေဖြစ်ကိုရက်ခပုံနေတဲ့အာစစ်သားတွေပေါ့နော်အာစစ်ကြောင်းထူးနေတာ ဒီဟာကိုသူတို့အတရက်သွေးရမယ့်နေရာကိုခုတစ်ပတ်ကျော်နှစ်ပတ်လောက်ရှိနေပြီဒီဟာကိုအခုချိန်ထိကြာကြာရလားဆိုပြီးတော့ပုတ်ကွေးနေတဲ့ရွတ်တံဖန်ကျွန်တော်တစ်ချက်တော့ကြည့်ကြည့်အောင်သူတို့တွေထဲမှာဒွန်းတဲ့တူလိုင်းတစ်ဖို့တွေပဲဆိုလဲလို့လောမကမတော်နိုင်ရှာဘူးဒီဟာကိုငပုတ်ကမင်းတို့ဒီလိုကြာရလားဆိုပြီးတော့ပုတ်ကွေးနေတာနားထောင်ကြည့်အောင်အခွေးတိုင်းဒေတာကြီးပခုတ်ကူခေရင်ပေါ့နော်ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့နယ်စိတ်ခေါ်အောင်စုစိတ်ခေါ်လုံကြုံရေးစခန်းအားတဲ့အကျန်းဖက်ပီဒီအမ်မှာနေလဲ စရနာရီ35နှစ်ရဲ့ခြေတွင်တလုံးရှစ်လုံးခြာသွားပြီးမြောက်တလုံးရှစ်လုံးခြာသွားပြီးမြောက်ရွာပတ္တဆာကြေးွာမိရှုနေပါတယ်တဲ့မိမိမိဘယ်မှာတဲ့နော်လက်နဲ့ခရံတိတ်ပြီးမပြည့်စုံဘူးပေါ့နော်မပြည့်စုံဘူးပေါ့နော်အဲ့တော့အချိန်နေရတော့တဲ့မကောင်းဘူးပေါ့ဗျာဒေသခံပြည်သူများဒီတဲ့လုံကျုံရေးတပ်ဖွဲ့ရှိရာကိုရောက်ရှိနေပြီးအိနန်ချက်ရွာရွာတိရွာအုတ်ကျောင်းရွာတောင်ရွာရွာတွေနဲ့အကြမ်းဖက်ပြည်ရတွေတားရှိတယ်တဲ့ဘယ်ပြည်သူမှမရှိတော့ပါဘူးတဲ့ အဲ့တော့အဲ့ဘက်ကိုတော့နော်လက်နဲ့ကြီးနဲ့ပြစ်ကူပေးနိုင်တယ်တော့မြေပြင်ကထိုးစစ်ဆင်နိုင်တယ်တော့ထိုးထိုးလက်နဲ့ကြီးနဲ့ပြစ်ကူပေးတော့မြေပြင်ကထိုးစစ်ဆင်နိုင်မယ်ဖြစ်ကြောင်းမဟုတ်ရင်နဲ့စက္ကန်းကလည်းတဲ့ကြလူလဲကြမယ်ဖြစ်ကြောင်းနဲ့ဒီကြောင်းလက်နဲ့ကြီးပြစ်ကူပေးရတယ်အထုလို့အကြောင်းသိရှိနိုင်ရင်တင်ပြရပါတယ်တဲ့အရှင်ဘုရားတဲ့လူရင်အား900ကျော်နဲ့ညှက်တိုက်နေတယ်ဘုရားတဲ့စိတ်ခေါ်ပါစက္ကန်းအကူညီမရရင်နဲ့စက္ကန်းစက္ကန်းပါ စကန်းပါသွားမှာပါရှင်ဖရားတဲ့အဲ့တော့နော်ဒီမြကွေးတိုင်းဒေသနဲ့ပတ်သက်ပြီးမှဒါဥစဉ်စီကိုဒါနေကင်းဆက်နိုင်လောက်ကတိုက်ပွဲဖြစ်နေချက်ချင်းတင်းတင်ပြရတော့နော်ဒါနဲ့ပတ်သက်ပြီးတော့စကန်းနေပါလေအကုန်လုံးပေါ်ပြတာပြောရလို့ရှိနော်ခဏတွေ့ကြည့်ဗျာကိုယ့်ဘက်ကဒီဥစဉ်တို့ဆိုလို့ရှိရင်ဒီပခုတ်ကူကနေရိတ်ခါရန်ကအစည်း200လောက်ရှိတယ်လူရင်းကတစ်ဖက်ကို200 200 400ဒါ400ဆိုတဲ့အင်ကမနေဘူးပဲအဲ့ဒါဥစဉ်တို့အဲ့ဥစဉ်တို့အကံမကလည်းမကြော်ဘူးကံမကလည်းမကြော်ဘူးဘာကြောင့်မကြော်ရလဲဥစဉ်လည်းမပြောတတ်ဘူးနော် တကယ်တော့ပေါက်တဲ့ပခုတ်ကူက40နဲ့မှ9မိုင်ပဲกว่าတယ်อืม40နဲ့မှ9မိုင်ပဲกว่าတယ်เนาะအာဘာကြောင့်မကြော်ရလဲဘာဘာတော့ဥဒလည်းမပြောရတော့ဘူးဗျာနောက်ဆုံးတော့ဟုတ်လားအခါတလေကြတော့လဲဟိုကလည်းစေချောင်းလာလို့ရှိဟိုအောင်နေလဲပြီကိုယ့်ဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးရောက်အောင်မရတယ်ဗျာเนาะအဲ့တော့ဥစဉ်တို့ကတော့တွားတဲ့ခါမှာတိုက်ရိုက်ခိုက်ရတကယ် ရေချင်းမိတဲ့လူတွေဒါဥစဉ်တော့တွားတယ်နဲလို့အကြံပြုချင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းတွေမှာဆိုလို့ရှိရင်ဒီကောင်ကကြောက်တယ်ပြောချင်တာဒီကောင်ကအကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လားဘောသောကပြောတဲ့ယွာတွေဆိုလဲစိတ်ကဝရောအုပ်စုယွာရောဆိုအများသား PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်နော်အများသား PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်ဒီဘက်တွေရေနံတို့ဘာတို့အကုန်လုံးဆိုလဲဒီဘက်တွေကလည်းလှုပ်ရှားနေရတယ်လဲတွေ့နေရတယ်ဒါနဲ့ထီထီရောက်ရောက်လဲကိုယ့်လူကိုလည်းအေးမယူနိုင်တယ်လို့ဟိုဘက်ကလည်းမချိန်မုန်းနိုင်ဘူးအဲတော့တော်မရှိပုဂ္ဂိုလ်များအနေနဲ့ဘာလို့မှလဲလို့ပဲဥစဉ်တော့မေးရမှာနော် ဘာလို့မှလဲလို့ပဲမေးရမယ်ကိစိုက်နေပြီဗျာနော်အဲအဲ့ဒီချိန်မှာမှထိထိရောက်ရောက် မချုံုံထိထိရောက်ရောက်မလုပ်ဘူးဆိုရင်တော့ပြောတာတော့တို့ကလည်းဘုံကြီးတစ်ပါးဖြစ်နေတော့နော်ပြည်သူပေးတဲ့တည်င်းကိုပဲဦးစင်းတော့ကလည်းတင်ရတာပြည်သူပေးတဲ့ဟာကိုပဲဦးစင်းတော့ကလည်းပြောရတာဗျာနော်အဲကိုပြောတဲ့ပုဂ္ဂိုလ်တော့ခုပြောလိုက်တဲ့အရာတိုင်းကိုဦးစင်းတော့တရားခိုင်တော့အာမခံပါတယ်ဗျာနော်တရားခိုင်တော့အာမခံပါတယ်ဟုတ်မဟုတ်ကိုခင်ဗျားတို့တည်ကျင်လူကြီးတွေကိုယ်တိုင်ပဲအဲ့ဒီနေရာကိုလှမ်းပြီးမှစုံစမ်းလို့ရပါတယ်ဗျာ ကဲငပုတ်ကတော့လောဘကပုတ်ကွေးသွားပြီနော်ဆိုတော့အာ55မှန်56မှန်လောပဲဝေးတဲ့နေရာကိုသူစတန်နဲ့အာမင်ကမယုံနဲ့တော့အခုအာနပတ်လို့ရှိတော့ပါဒါမယုံနဲ့လောပုတ်ကွေးနေတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတော်လည်းပြည်သူမျိုးအားလုံးကိုလေကိုယ်ကြမ်းမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ